။တမီးကျောင်းကိုပွဲထုတ်ပြီးရွှေချစ်သူတွေကိုမြှုပ်ဆွဲလိုက်တဲ့ဇွဲထက်ရဲ့အမြင်မတူတဲ့စိတ်ကူနိုင်ငံတော်စိန့်ရွှေရနာဆိုင်လုပ်ငန်းစုရဲ့တူရီတော်တမီးကျော်လေးဖြစ်ပြီးလူတကာအားကြရတဲ့ပညာတက်လေးထပ်တင်ဆောင်ကတော့ဘသူမှလိုက်မမီအောင်ရွှေမြရန်ချေဆိုတဲ့အတိုင်းရွှေကိုဖနှက်လုပ်စီပြီးစိန်ခွတ်ထားခဲ့တာကြောင့်လူတကာအားကြနေခဲ့ရပါတယ်။ဇွဲထက်ပေကန်ရှင်ကြီးကတော့အရှင်ကလင်မယားနဲ့အောင်ပောင်းရင်တော့ကျောက်တလုံးကိုတယောက်တစ်ချမ်းစားခဲ့ရတာပါ။ သူတို့ရဲ့အောင်းထုတ်ကြိုးပမ်းမှုတွေကြောင့်လက်ရှိမှာတော့အတော်လေးကိုအောင်မြင်ပြီးကြီးကြီးတန်းရောင်းဝါကောင်းနေတဲ့ဆွဲထက်ရွှေဆိုင်ကြီးကို ပိုင်ဆိုင်ထားခဲ့တာဖြစ်ပါတယ်။အရင်ကဘဝကိုအတူတူရုန်းကန်ခဲ့ချိန်တုန်းကမလုံနိုင်ခဲ့တဲ့အလူတန်းတွေကိုလည်းအလူရေဆက်လက်နဲ့မကွာဆိုသလိုလူတန်းနေခဲ့တာဖြစ်ပါတယ်။တိမ်မောင်းတောင်းချီတိမ်ချီမကောင်းလူတန်းနေတာဖြစ်ပြီးပြည်သူတွေရဲ့ချစ်ခင်မှုနဲ့ထိတ်ဆုံးရောက်နေတဲ့ရွှေတထည်ကြီးတွေဖြစ်နေခဲ့ပါတယ်။ မကြခင်ကဖြစ်ပွားသွားခဲ့တဲ့ငလင်ပေးမှလည်းလူတွေမထင်ထားလောက်အောင်ကုန်လူတန်းခဲ့တယ်လို့ပြောကြသွားတဲ့မစိုးရင်တိုက်ကြီးကိုလည်းတိမ်မောင်းများစွာကုန်ကြခံပြီးအကောင်းဆုံးဖြစ်အောင်ဆောင်လုပ်လူတန်းပေးနေတာဖြစ်ပါတယ်။စွန်းထက်ကတော့ဝန်ထမ်းတွေပေါ်ကိုလည်းတာသမီရင်ချနေလို့ဆောင်းလျှောက်တတ်ပြီးသူတို့ရဲ့မျိုးဆက်တစ်တွေကိုပါအကောင်းဆုံးဝေကိုပေးနိုင်တဲ့စံပြရည်ဖြစ်ရည်တည်ထားခဲ့တာပါ။ အရင်ကသူတို့လင်မယားတွေပင်မဆင်းရဲခဲ့ပေမဲ့လက်ရှိမှာတော့သားသမီးတွေကိုရွှေပေါ်မြတ်တင်ထားပြီးလူလီသိမရှိအောင်ဖန်တီးပေးနိုင်ခဲ့ပါတယ်။ဇွဲတန်းရဲ့တာကြီးကတော့ဇနီးချော်လေးနဲ့လုပ်ငန်းတွေကိုအတော်လေးဥဆောင်နေခဲ့ပြီးညီလေးနဲ့ညီမလေးကိုပါအကောင်ဆုံးကူဆိုင်နိုင်ခဲ့တဲ့အကူတယောက်ဖြစ်ခဲ့ပါတယ်။တောင်ငယ်လေးကလည်းနိုင်ငံသားတီဖွဲ့ယူပြီးမိဘရဲ့အမွေလေးကိုအကိုဖြစ်သူနဲ့အတူတူတွဲလောက်ကမ်းပြီးအရင်ကထပ်ပို့ပြီးအောင်မြောင်လို့ဖို့ကြိုးစားနေပါတယ်။ စီးလုံးနဲ့မောင်နှမတွေဖြစ်ကြပြီးမိဘရဲ့ပြူးထောင်မှုကြောင့်တောက်ပနေတဲ့ကျဲပွင့်ကောင်းလေးတွေဖြစ်လာခဲ့တာပါ။ဆွေးတန်းရဲ့သမီးကြောင့်လေးကတော့ဆ ਿਆ ဝင်ဘွဲကွန်ရထားပြီးပရဟိတဆ ਿਆ ဝင်လေးဖြစ်ပါလို့ခိုင်းနေခဲ့ပါတယ်။မိဘရဲ့ချမ်းသာမှုကိုမမှန်မောပဲသူ့ရဲ့ဆ ਿਆ ဝင်ဘွဲနဲ့ပဲအုပ်ဆောင်လင်းရကုသိုလ်လင်းရအောင်ကြိုးစားပြီးရည်တည်နေခဲ့တာပါ။စိတ်ထားလေးကောင်းတဲ့ပြင်ကလေးမွေးဖို့အခက်ခဲရှိနေတဲ့မိဘတွေအတွက်အခကျင်းငွေမယူဘဲမွေးဖွားပေးခဲ့တာကြောင့်စိတ်ထားကောင်းတဲ့ဆံဝင်မှချောင်းလေးလိုနာမည်ကြီးပါတယ်။ ။ဆွေတန်းရဲ့တမီးကြောင်လေးကိုတော့လာရောက်ကမ်းလှမ်းတဲ့သူတွေများကြီးရှိပေမယ့်အိမ်တော်ကြီးကိုလုံးဝစိတ်ဝင်စားသေးပေမယ့်မိဘလေးကိုနဲ့မောင်လေးတို့ကြားမှာကလေးလေးတယောက်လိုလှုပ်လို့ကောင်းနေတော့မှာပဲ။လက်ရှိမှာတော့ဆွေတန်းရဲ့တမီးကြောင်လေးကရွှေသားတီးနဲ့လှုပ်ထားပြီးအရန်စိန်ခုတ်ထားတဲ့ဓောက်ဖနက်ကိုစီးပြီးပွဲတက်လာတာကြောင့်လူများကြားမှာအားကျခဲ့ရတယ်လို့အတော်လေးနဲ့စိတ်ဝင်စားမှုဖြစ်ခင်ရပါတယ်။ခရိုနီတထဲကြီးတွေတော့မလုံနိုင်သေးတဲ့အရာကိုလုတ်ပြသွားတာကြောင့်ရွှေဆိုင်လေးနဲ့မဲတက်တလုံးအားလုံးရဲ့ဟာကနေဖြစ်သွားတဲ့အထိပါပဲ။ ။မနာလိုတဲ့အတိုင်းဝိုင်းကတော့မိဘကချွေထားပြီးသားသမီးကကြွားဝါတယ်ဆိုရင်မနာလိုဝေဖန်မှုတွေကိုပါခံခဲ့ရပါတယ်။ဒါပေမဲ့ဒါဟာစမ်းသစ်တဲ့စိတ်ကူးနဲ့ sign promotion ဆင်းငယ်တယ်လို့တော့ထင်ရပါတယ်။အမြဲတမ်းစမ်းသစ်တဲ့ဆွဲထက်ကတော့အခုချိန်မှာတမီကျော်လေးကိုပွဲထုတ်ပြီးသူတို့ရဲ့လက်ရသစ်ဒီဇိုင်းတွေကိုထုတ်ကြွားပြီးရွှေချစ်သူတွေကိုမျိုးစွယ်လိုက်တာဖြစ်ပါတယ်။ပြည်သက်တို့ရောဆွဲထက်တမီကျော်လေးကိုအားကျနေပြီလားဆိုတော့ပြောပြပေးသွားပါဦးနော်။